မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေ November 29ရက်နေ့အတွင်းနောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်လို့မှာပတ်စံပေးရတဲ့သူတွေကိုကျေးဇူးမတင်မယ် sponsor တွေကိုပဲကျေးဇူးတင်နေတဲ့ဆုပြေသစင်ကိုတဲဝုံးလိုက်တဲ့မိကံမေဦးမောင်တဲ့ရုပ်ရှင်လောကတစ်ခုလုံးမှာသူတာပညာတက်ဆုံးဖြစ်ကြောင်းအခုလိုမှတ်စင်းတွေကိုပညာသားပပချပြလာတဲ့နော့ဖို့ရထားတဲ့ ။စုပ်ပြေတစင်ကိုလက်ဖွဲ့ပေးလိုက်တဲ့အင်ဂျီရဲ့ခန္ဓာမှုကိုတစ်တော့ဆိုရင်ပပလီချပြလာတဲ့ဟင်းဝီယံမီဒေါ်ဆန်ဆောင်ဝင်တဲ့ဂျေဆုတင်လွားလေးတစောင်းကနေဖုံမြအောင်ပေါ်လာတဲ့စုပ်ပြေရဲ့စိတ်ထားတွေကိုနောက်ွယ်ကနေဖော်ထုတ်လိုက်တဲ့မိတ်ကက်ဆီယာမတူတဲ့ငငယ်တော့ကအငင်းခံခဲ့ရတာကိုအညိုထားပြီးစွမျက်သူစာကိုအိမ်ပေါ်အာမကြီးလှုပ်ခိုင်းခဲ့တဲ့ခန့်စီသူတဲ့အကယ်ဒမီနဲ့လုံးဝမထိုက်တန်သေးပေအကယ်ဒမီရာသွားကြတဲ့မြမယုတ်ရှင်မင်းသားငါးဦးတည်းမဲ့ဖြစ်ပါရဲ့ရှင် ကျေးဇူးတင်လွှာမှာပတ်စံပေးရတဲ့သူတွေကိုကျေးဇူးမတင်မင်းစပွန်ဆာတွေကိုပဲကျေးဇူးတင်နေတဲ့ဆိုပြေတစင်ကိုဒေဝုံလိုက်တဲ့မိကံမေဦးမောင်ဆိုပြေတစင်ရဲ့ဟင်းဝင်းအတွေ့အမင်္ဂလာပွဲကတော့ပြီးသွားတာတော့အခုတိခရက်ကမပြီးသေးပါဘူးအခုဆိုဆိုပြေတစင်တရားကျေးဇူးတင်စကားပြောတဲ့နေရာမှာစေတနာနဲ့ပြင်ပေးတဲ့သူတွေကိုကျေးဇူးတင်မင်းလူတချို့ကိုချန်ခဲ့ရကြောင်းပွဲဖြစ်နေပါပြီ အခုဆိုမြန်မာနိုင်ငံရဲ့နာမည်ကြီးမိတ်ခတ်ဆရာတူဖြစ်တဲ့မိတ်ခတ်မေဦးမောင်ကသူမကိုကျေးဇူးမတင်နဲ့စုပြည့်တစဉ်ကိုတည်ဝုံလိုက်တာပါစုပြည့်တစဉ်ဟာသူမ၏မင်္ဂလာပွဲအတွက်ကျေးဇူးတင်လာမှာပွဲမှာမိတ်ခတ်လူပေးခဲ့တဲ့မိတ်ခတ်မေဦးမောင်ကိုလည်းကျေးဇူးမတင်ခဲ့တယ်လို့ဒီဇိုင်နာရတုကိုလည်းကျေးဇူးမတင်ခဲ့တာပါဒီကိစ္စနဲ့ပတ်သက်ပြီးမိတ်ခတ်မေဦးမောင်ကတော့ညီမနေပဲတဲတုံးပြန်လိုက်ပါပြီ မေကမေဦးမောင်ရဲ့ပြောကြားချက်အရစိုးပြတဲ့စင်ဟာသူမကိုငွေကြေးကျိုးမြတ်ရစေမယ်။စပွန်ဆာပေးတဲ့သူတွေကတောင်ရွေးချယ်ပြီးကျေးဇူးတင်တတ်သူဖြစ်နေသလားဆိုပြီးမိကွန်ထုတ်စရာဖြစ်လာပါတယ်။ကျေးဇူးတင်လွှာကိုပြန်ကြည့်မယ်ဆိုရင်စိန်နန်းတော်ဝိန်ဖူးစိန်ဤဂရင်းစတဲ့ယတနာဆိုင်ကြီးတွေဒီဇိုင်နာမိုးကုတ်ပေါပေါနဲ့အခြားစပွန်ဆာပေးတဲ့လုပ်ငန်းရှင်တွေကိုတော့စိုးပြေတဲ့စင်ကအသေးချာနာမည်တက်ပြီးကျေးဇူးတင်ထားတာတွေ့ရပါတယ်။ ဒါပေမဲ့ကိုရိုင်းပတ်စံပီပီငှားရမ်းခဲ့ရတဲ့မိကက်မေဦးမောင်နဲ့ဒီဇိုင်နာရတုကိုကြတော့ငါပတ်စံပီပီခိုင်းတာပဲကျေးဇူးတင်စရာမလိုဘူးဆိုတဲ့သဘောမျိုးဆက်ဆံလိုက်သလားဆိုပြီးဝေဖန်မှုတွေမြင့်တက်လာတာပါအစောပိုင်းတော့ကတော့ဒီဇိုင်နာရတုကိုကျေးဇူးမတင်တာဟာစိုးပြေတဲ့စင်ကမွေးနေ့မှာဟင်းဝင်းရဲ့လက်ထက်ခွင်တောင်းချင်းသူမဝတ်ထားတဲ့ဝတ်စုံခွန်းသွားလို့မလှလို့စိတ်ဆိုးပြီးမတင်တာလို့လူတွေကထင်ကြေးပေးခဲ့ကြပါတယ် အမှန်တကယ်မှလည်းတဆိုင်နာယတုဖန်တီးထားတဲ့ဝတ်စုံကကြောက်ဆောင်လိုလိုချင်းောင်းလိုလိုချင်းလုံးစကားလိုလိုဖြစ်နေတာပါ။ဒါပေမဲ့အခုမိတ်ကပ်မေဦးမောင်ပါပါလာတဲ့အခါမှာတော့ကိစ္စကဖက်ရှင်ပြဿနာမဟုတ်တော့ဘဲငွေကြေးပြဿနာကြောင့်ဖြစ်မယ်လို့ဆိုပါတယ်။စိုးပြတဲ့စင်ကအခုဆုံးအလကားစပွန်ဆာပေးတဲ့သူတွေကိုပဲကျေးဇူးတင်ပြီးပတ်စံယူတဲ့သူတွေကိုတော့ကျေးဇူးမတင်ပဲချန်ထားခဲ့တာပါ မင်းဦးမကပရော်ဖက်ရှင်နယ်ပညာရှင်တွေဆိုတော့ပတ်စံရလို့လုပ်ပေးတာမှန်ပေမယ့်ပွဲတစ်ပွဲလုံးအကောင်းဆုံးဖြစ်အောင်စေတနာမေတ္တာတွေထည့်ပြီးဖန်တီးပေးကြတာဖြစ်ကြောင်းငွေပေးထားလို့ကျေးဇူးတင်စရာမလိုဘူးဆိုတဲ့စိတ်ဓာတ်မျိုးကအမှုပညာလောကမှာတိတ်ပြီးကြည့်မကောင်းပါဘူးစပွန်ဆာပေးမှကျေးဇူးရှင်ပတ်စံပေးရရင်အလौတမားဆိုပြီးခွဲခြားဆက်ဆံတယ်လို့ဖြစ်နေရဲလို့ဒေပြောလာတာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ပြည်သက်တွေကြားမှာလည်းအမြင်မျိုးကွဲနေပါတယ် တချို့ကတော့စုပြစ်တစဉ်လောက်တာလို့နေစပွန်ဆာသမားတွေကိုပဲမျက်နှာလုပ်ပြီးတကယ်ပညာရှင်တွေကိုကြတော့ပြစ်ထားတယ်လို့ဝေဖန်ကြပါတယ်။တချို့ကကြတော့လေမင်္ဂလာပွဲက6ပွဲတောင်လှုပ်ထားတာဆိုတော့လူတွေများပြီးကျေးဇူးတင်မှုမေ့ကြံကြတာဖြစ်မှာပါ။ကြံဖန်ပြီးအပြစ်မရှာကြပါနဲ့ဆိုပြီးကာကွယ်ပြောဆိုတာတွေလည်းရှိနေပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပါမင်္ဂလာပွဲကြီးပြီးသွားပြီမြေကျေးဇူးတင်လွှာပြဿနာကတော့ online ပေါ်မှာပွဲဆူနေသေးပါပဲ ဂိမ်းပရိသတ်ကြီးရဲ့စိုးပြတဲ့စင်ကောင်စပွန်ဆာတွေကိုပဲရွေးပြီးကျေးဇူးတင်နေဆိုရင်မေဦးမောင်ရဲ့ပြောစကားအပေါ်ဘလို့မြင်ကြပါသလဲတကယ်ပဲမေ့ချန်ခဲ့တာလားဒါမှမဟုတ်ပတ်စံပေးထားသူမျိုးကျေးဇူးတင်စရာမလိုဘူးလို့ယူဆထားတာလားပရိသတ်ကြီးရဲ့အမြင်လေးတွေကိုလည်းပြောသွားကြပါအောင်ရှင်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရစေရှင် Thank you. ရုပ်ရှင်လောကတစ်ခုလုံးမှာသူတာပညာတက်ဆုံးဖြစ်ကြောင်းခုလုံအမှတ်စင်းနေကိုပညာသားပပချပြလာတဲ့နော်ဖိုရီထောင်။သမီးစားတွေချာမှာအနိုင်ချွတ်လုံပန်းကောင်းတဲ့ကရင်မင်းသမီးလေးနော်ဖိုရီထားကတော့သူမကိုပညာမတက်လို့သူများတွဲနေကြဝင်းနောက်ရှက်တာဆိုတဲ့အတင်းစကားတွေကိုဘွဲတပုံကြီးနဲ့ခြေချလာခဲ့ပါပဲ။နော်ဖိုရီထားကဝေဖန်နေတဲ့သူတွေကိုရုပ်ရှင်လောကတစ်လောကလုံးမှာ ူမသားနဲ့ပညာတတ်ဖြင့်ယက်တီနေတာဖြစ်ကြောင်းဘွယ်ဝဲဆောင်တဲ့တကွာရှိုက်ထားတဲ့တပ်ပုံကြီးကိုဆိုရှယ်မီဒီယာပေါ်တင်ချခဲ့တာဖြစ်ပြီးအဲဒီနောက်မှာလူပြောများလို့နေတာပါနောက်ချောင်းကိုပြန်ကြည့်ရမယ်ဆိုရင် နော်ဖောရီထားဟာဆယ်တန်းကအမှတ်ကောင်းကောင်းနဲ့အောင်ခဲ့တဲ့အတွက်မန္တလေးမှာဆေးပီးရင်အမြင့်ဆုံးဖြစ်တဲ့နိုင်ငံသားပါတာတင်တက္ကသိုလ်ကြီးကိုဝင်ခွင့်ရခဲ့ပါတယ်အစိုးရတက္ကသိုလ်မှတဲ့တချောင်းလုံးမှအချောဆုံးအလှဆုံးလို့သတ်မှတ်ခံရတဲ့အထိကိုရင်းပြက်သတ်မှတ်ခံရတာဖြစ်ပြီး ပညာရေးဘက်ကချစ်ချင်းအလှဘဘက်ကချစ်ချင်းတော်တော်လေးကို မျက်နှာကောင်းရခဲ့တာပါဒါပေမဲ့လည်းကျင့်စာရိတ်တာဘက်ကကြည့်မယ်ဆိုရင်တော့အဲ့ဒီတွေကနှော့ဖောရထားဟာစမသေးသူဖြစ်ပါတယ် MUFL တခုလုံးရင် Holy တကြောကြောအတွဲဖြစ်တဲ့ခုနှစ်နှစ်ကြာချစ်သူတက်တန်းကိုဈာရင်းဝင်ရှုပ်ခဲ့ပြီးအဲ့ဒီကောင်းလေးကိုလည်းရှောင်းယူခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီကလေးကကရင်မဆွန်လင်းကုံဖန်းလိုနာမည်ကြီးခဲ့ပြီးကျောင်းတုန်းကငယ်ကျိုးငယ်နာတွေဟာမင်းသမီးဘဝမှာတော့လူမသိပဲအဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့လည်းမင်းသမီးဖြစ်လို့နာမည်လေးရယုံရှိသေးတယ်။အားလုံးသိပြီးသားကိစ္စဖြစ်တဲ့နှောင်းပိုင်နဲ့ပေါ်ပြီးဆော့ဆာရဲ့ဂျာတဲ့ကုံဝင်းရှုပ်လို့ကျောင်းတုံးကငယ်ကျူးငယ်နာတွေပါပေါ်ပြီးတနိုင်ငံလုံးကဝိုင်းကောင်းကြီးကျွေးတာကိုခံလိုက်ရပါသေးတယ်။ဒါနေမဲ့လားဆိုတော့မဟုတ်သေးပါဘူး။နှောင်းပိုင်နဲ့ kiss ပေးလို့ပြောနေတယ်လေလို့ဇလန်းပြီးသွားတဲ့နောက်မှာထဆင်သူနဲ့စာပြီးဝါလုံးနဲ့စုံတဲ့ producer နဲ့ထပ်မံတွဲခဲ့ပါတယ်။ ပိုတန်ရဖို့ကောင်းတာကအဲ့ဒီ producer မှလည်းနှစ်သက်တမ်းကြာနေတဲ့ relationship ရှိပြီးနောက်ဘဝထားကပဲကြောင်းဝင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ချစ်သူတတန်အကြကြီးရှိနေတဲ့ယောက်ျားတွေနဲ့ပတ်သက်တဲ့နော်ဖောရဲ့ဓာပုံပရိသတ်ကစနိုက်ကျော်ဆိုရယ်နာမည်လှလှလေးပေးခဲ့ပြီးအချို့ကလည်းဒီလိုကျင့်စာရိုက်တာပျက်စီးရခြင်းဟာပညာမတတ်တာကြောင့်လို့ပြောဆိုခဲ့ကြပါဗျ။ပရိသတ်တွေကတယောက်ဆိုရင်သူနဲ့ရွှေမုံရည်ကဆိုက်ချင်းတူရဲ့နော် ရွှေမုံလေးမင်းသမီးဖြစ်တာမချသေးပဲပန်ကိတ်ဒါရာစီကရွှေထူးကိုနှိုက်ပြီးမင်္ဂလာဆောင်သွားတာပဲရွှေမုံကကိုရဲနောက်မအောင်မှုချတယ်မင်းသမီးဖြစ်ပြီးနာမည်ကြီးလဲအတန်းပညာရေးကစကားပြောတာပဲဒါကြောင့်ပညာမတက်လေဇာရိုက်တာပျက်စီးလေဆိုတာတကယ်ပါမယုံရင်တော့ဘောဟိတာနဲ့ရွှေမုံရည်ဒီကိုကြည့်ကြပါလို့တော့ပြောဆိုခဲ့ပါတယ် ဒါကြောင့်သူမကိုရဲနောက်မအောင်နဲ့ရွှေမုံရည်တီနဲ့တန်ချင်ညှိလိုက်တဲ့ပုံမခမရက်နိုင်ဖြစ်ခဲ့ပြီးနော်ဘော်ရတာက မရွှေမုံကစီနီယာမင်းသမီးဆိုပေမဲ့ကျမပညာရေးနဲ့လာရှင်တော်မကြိုက်ပါဘူးကျမကိုရဲအောင်ယူတယ်မကပဲနိုင်ငံသားဘာသာတင်တက္ကသိုလ်ကပွဲကိုပါအမှန်အများဆုံးနဲ့ရထားတာပါရုပ်ရှင်လောကထဲမှာပွဲရပညာတတ်ပြီးပြီးနာမည်တစ်လုံးနဲ့ရက်တီနေရဖြစ်ပါတယ်ဆိုတဲ့သဘောနဲ့ပွဲတက်ပုံမှာပြပြီးထိထိမိမိကြီးပြန်လဲတုံ့ပြန်လိုက်တာဖြစ်ပါတယ် ပရိသတ်ကြီးတို့ရောအခုလိုမျိုးသူမရဲ့ပညာကုန်အတွက်ရဲရဲဝံ့ဝံ့ကြီးထုတ်ပြောပြီးရုပ်ရှင်လောကတစ်ခုလုံးမှာ သူသာပညာတတ်ဆုံးဖြစ်ကြောင်းအခုလိုအမှတ်စင်းတွေကိုပညာသားပါပါချပြလာတဲ့နော့ဖော်ရဲ့ဓာတ်ပုံဘလို့များထင်ကြပါသလဲနော်ဆိုဗီယက်သင်္ကေတလက်ဖွဲ့ပေးလိုက်တဲ့အင်ဂျီရဲ့ခန္ဓာမှုကိုတစ်တော်ဆိုရင် ပပလီချပြလာတဲ့ဟင်းဝီယံမေဒေါ်ဆန်ဆန်ဝင် တားပြစ်သူဟင်းဝင်းရဲ့ချွေးမဆိုးပြစ်တဲ့စဉ်ကိုလက်ဖွဲလိုက်တဲ့အင်ကြီးကမလောက်ခန္ဓာတလဲဆိုတော့ကိုပညာသားပပချပြလာတာကဟင်းဝင်းရဲ့မီတော်ဆန်းဆန်းဝင်းမှာအလုံးတိကျတဲ့အတိုင်းဟင်းဝင်းရဲ့ဆိုးပြစ်တဲ့စဉ်တို့ဟာကြီးကျယ်ခန္ဓာစွာလက်ထပ်ပေးခဲ့တာပါဒီလိုလက်ထပ်ပေးတဲ့အချိန်ဟိဝရံမိဘတွေကတားပြစ်သူဟိဝရံကစုပြစ်တဲ့စင်ကိုချွေးမကောင်လေးရထားတဲ့အတွက်တိန်း6000တန်အင်ကြီးလက်ဖွဲ့ခင်တာပါ ဟင်းဝီယံမိဘတွေဟာချမ်းသာကြွားတယ်လို့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်တာကြောင့်လည်းဒီလိုအင်ကြီးအင်ကောင်းတွေကိုလက်ဖွဲ့နိုင်တာဖြစ်တာကြောင့်လည်းသိရတာဖြစ်ပါတယ်။အထူးသဖြင့်စိုးပြေတစင်တဲ့ဟင်းဝီယံစိတ်တိုင်းကျဟင်းဝီယံမိဘတွေကဝယ်ပေးကြတာပါ။ဒါပေမဲ့လေတချို့ကတော့အင်ကြီးကကောင်းမှမလားဆိုပြီးထင်ကြေးပေးနေကြတာပါ။အထူးသဖြင့်အင်တာနက်ပေါ်မှာလက်ဖွဲ့လိုက်တဲ့အင်ကြီးကမခံနာဘူးအတွေ့အင်တောင်မှုပရိဘောကပစ္စည်းတွေမပါဘူးဆိုပြီးတည်င်းနေပြန့်နေနေတာပါ ဒါပေမဲ့လည်းအခုအခါမှာတော့ဟေဝိယံမီဒေါ်ဆဆောင်းဝင်ကချွေးမလီစိုးပြေတဲ့စင်အတွက်သူမတို့လက်ဖွဲ့လိုက်တဲ့အင်ဂျီကဘလောက်ထိခန္ဓာကြောင့်တစ်တော့စော့ပြရင်ချပြလာတာပါဟေဝီယန်ရဲ့စိုးပြေတစင်ရဲ့အင်ဂျီကတော့နန်းတော်လာခန်းနာနေတာကို တွေ့ရတာပါ အထူးသဖြင့်ကျုံးလီကားရင်းနဲ့ကိုပိုင်ခန်းတွေကိုပိုင်စမတ်အေးရမိဖို့ကြောင့်ရေချိုခန်းစနာဝင်နေတကယ့်ကိုကြီးကျယ်ခန်းနာလို့လို့လူတွေကစိုးပြေတစင်တို့ကကန်ကောင်းလိုက်တာဆိုပြီးချီချူးခံနေရတာဖြစ်ပါတယ် ကျေးဇူးတင်လွှာလေးတဆောင်ကနေဖုံးမရအောင်ပေါ်လာတဲ့စိုးပြည့်ရဲ့စိတ်ထားတွေကိုနောက်ွယ်ကနေဖော်ထုတ်လိုက်တဲ့မိတ်ကက်ဆီယာမတူမင်္ဂလာပွဲမှာစိုးပြည့်တဆင်ကိုထောက်ရှောက်မိတ်ကက်လင်းပြီးခဲ့တဲ့မိတ်ကက်ဆီယာမတူကတော့စိုးပြည့်တဆင်ရဲ့သဘောကောင်းချင်အောင်စောင့်ထားတဲ့မျက်နှာဖုံးနောက်ွယ်ကအကျင်တွေကိုအားလုံးသိအောင်ချပြလာခဲ့ပါပြီစိုးပြည့်တဆင်ဆိုတော့ငငယ်လေးကလေးကအနေအေးနဲ့အစံတမ်းမခွဲချဘူး လိမ္မာယဉ်ကျေးတယ်ဆိုရင်နာမည်ကောင်းတွေနဲ့ကြော်ကြားခဲ့တဲ့သူဖြစ်ပြီးယနေ့အသက်30ကျော်ရဲ့အထိလည်းနာမည်မပြတ်ဘူးသူဖြစ်ပါတယ်။အားလုံးကလည်းစုပြည့်စုံရတဲ့ရုပ်ရှင်လောကရဲ့အပြည့်နာစာကင်းတဲ့မင်းသမီးလေးဖြစ်သတ်မှတ်ထားကြပြီ။အခုတော့မင်္ဂလာဆောင်ပြီးမှပဲအပုပ်တည်နေထွက်ပေါ်လာခဲ့တာပါ။ဆိုပြတဲ့စီရင်တောင်းရောင်ဆောင်ထားတဲ့ဆရာကမင်္ဂလာပွဲမှာမိတ်ကက်လင်းပြေးခဲ့တဲ့မိတ်ကက်ဆရာတစ်ယောက်ကဖွင့်ချခဲ့တာဖြစ်ပါတယ်။မိတ်ကက်ဆရာကအလုံးသိထားတဲ့အနေအေးမင်းသမီးလေးပေါ့ ယောက်ျားဘက်ကပေးစာကန်းစာရင်းနဲ့မင်္ဂလာဆောင်ပြီးအဟုတ်ကြီးလုံနေတာပေါ့အဲ့ဒါတော့မိတ်ကပ်ဖို့မပေးခြင်းလို့စိတ်စစ်သေးတာပေါ့စပွန်ဆာတော့ပေးလို့မရဘူးညီမလေးရဲ့အမလည်းငွေလိုနေလို့ဒီပွဲလေးတော့ဈေးယူပေးရစီလို့လည်းပြောလိုက်ရောချက်ချင်းမျက်နှာပြောင်းသွားတာနောက်ဆုံးကျေးဇူးတင်လွာရေးတာတော့ကိုယ့်နာမည်မပါဘူးကိုတယောက်တည်းကွက်ချန်သွားတာနော်တိုင်းချစ်ပြည်ချီရောက်ခမချစ်တဲ့မင်းသမီးဆိုတော့လေအေးပေါ်ဟဲ့နင်တို့ပဲမျက်နှာကြည့်ပါနဲ့လှုပ်ပေါ်လို့ရေးတင်လာခဲ့တာဖြစ်ပါတယ် တိုက်တိုက်ဆိုင်ဆိုင်မဲ့အဆိုပါမိတ်ခင်ဆရာရေးလိုက်တဲ့ comment ဟာဆိုဗီယက်တစင်ရဲ့ကျေးဇူးတင်လွှာရေးတဲ့အချိန်နဲ့တိုက်ဆိုင်နေပြီးစာပါကျောင်းရတွေကလည်းဖက်လိုက်တာနဲ့ဆိုဗီယက်တစင်ကိုရှေးထားမှန်တန်းတိတာစီကံဖြစ်ပါတယ်။တကယ်လဲဆိုဗီယက်တစင်ဟာဟေးဝီယန်တို့မိသားစုဘက်ကပေးစာကန်းစာတွေနဲ့မင်္ဂလာပွဲလုပ်ခဲ့တာဖြစ်ပါတယ်။ဟေးဝီယန်တို့ဘက်ကမင်္ဂလာပွဲကိုခေါင်းစာခြေဆုံးထိတာဝန်ယူခဲ့ပြီးဝိတ္တေတို့သမီးအင်ဂျီကနေဖနက်အထိဗရမများတွေပါစီပေးခဲ့ပြီး ကျင်းဆောင်မောင်နှံနေမဲ့အင်ကြီးတလုံးကိုလည်းလက်ဖွဲ့ခဲ့ပါသေးတယ်။ဒါပေမဲ့လေစိုးပြေတစင်တို့အမျိုးတွေဘက်ကဘာကြီးလက်ဖွဲ့ပါနေဆိုတဲ့တဲ့င်းတော့တခုမှတက်မလာခဲ့ပါဘူး။ဒါပြင်းနုပညာတိုင်းဝိုင်းမှာလည်းစိုးညီမာရီရဲ့အလကားရရင်ဂုံးလိုက်စင်တဲ့အချင်းဟာနာမည်ကြီးဖြစ်ပါတယ်။ ဒါကြောင့်အလကားလုထားတဲ့မင်္ဂလာဆောင်နဲ့အားလုံးကိုအလကားရနေတဲ့ကြားထဲကမိတ်ကက်ဆရာကိုပတ်စံမပေးချင်တာဟာတော်တော်လေးရုပ်ပေါက်နေပြီးမိတ်ကက်ဆရာဘက်ကလည်းအနာကို မခံမရနိုင်ဖြစ်ပြီးပောက်ကွဲလာခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းကိုလည်းမိတ်ကက်ဆရာကအမှလဲတကယ်ငွေချေးခက်ခဲရှိလို့အလကားမပြင်မဲ့လက်ခလေးယူပြရစီလို့ပြောခဲ့တာပါ။ဒါကိုပတ်စံယူလို့ဆိုပြီးအမနဲ့လိမ့်မာတယ်လို့တော့ထုတ်မပြောပြရအံ့ဩတယ်။ စိတ်တလေးတွေတည်ရတာပေါ့ကိုကတော့ဘဝမှာဒီလိုမင်းသမီးမျိုးနဲ့မိတ်ကပ်လင်းကွင်ရခဲ့ပြီဆိုပြီးဂုဏ်ယူခဲ့တာအထင်နဲ့မြင်လွဲသွားတယ်လို့ပြောဆိုထားခဲ့ပါတယ် လက်ရှိမှာတော့အဆိုပါကိစ္စပုံနှောင်းတစ်ဖက်အမြင်နဲ့ကွဲနေပြီးပတ်စံပေးပြီးလင်းရတယ်ဆိုကြတဲ့ကဂျေစုတင်မတင်ဆိုတော့ငားတဲ့သူရဲ့စိတ်နဲ့ပဲဆိုင်သွားပြီးလေဒါဟုတ်တင်ကြီးငားကိုဂျေစုတင်မလို့ထိုင်အောင်နေစရာမှမလိုတော့တန်ရတန်ကျေးယူထားတာပဲလို့ဝေဖန်တဲ့လူတွေရှိတယ်လို့တချို့ကလည်းမင်းသမီးတွေအကြောင်းကိုအနီးကပ်နေတဲ့မိကက်ဆရာတွေပဲတေချာသိရတာပါပတ်စံပေးလိမ့်တာမှန်ပေမယ့်စပွန်ဆာမရလို့ငားလည်းနင်းနာမယ်မပြောပြနိုင်ဘူးဆိုတဲ့စိုးပြေတစင်ရဲ့စိတ်တက်ကိုတော့ချင်သွားတယ်လို့မှတ်ချက်တွေရေးခဲ့ကြပါတယ် ။ပရိသတ်ကြီးတို့ရောမိတ်ကက်ဆီယာနဲ့စိုးပြေလို့ဖြစ်တဲ့ကိစ္စအပေါ်ဘယ်သူမှန်းနဲ့ထင်လဲဆိုတော့ comment မှာရေးခဲ့ကြပါအောင်ရှင်။ငငယ်တော့ကငင်းခတ်ခင်ရတာကိုအညိုထားပြီးစွန့်မြဲ့သူစားကိုအိမ်ပေါ်အာမကြီးလှုပ်ခိုင်းခဲ့တဲ့ခံစီတုံမိင်္ဂလာပါပြိတ္တများရှင်မောင်းမြတာလီရုတ်တန့်ဇလန်တွေနောက်ကဲမှာပြိတ္တတို့တိထားတဲ့ပူပီးထူးကြတဲ့အကြောင်းရင်းတစ်ခု ရှိနေပါတယ် အဲ့ဒါကတော့ခက်စီသူနဲ့ဆွမျက်သူဆောင်ရရဲ့ကြားထဲကလူမသိသူမသိပတ်သက်မှုတစ်ခုကြောင့်မှအညိုတွေပေါင်းစည်းပြီးဖြစ်ပေါ်လာတဲ့ဇလန်လေးတစ်ခုလို့လည်းပြောလို့ရပါတယ်။မောင်မြတာလေးဇလန်တွေလေးကရင်းနသားခင်ခင်ကြီးတန်းပို့ပြီးတော့ခက်ခဲတဲ့ကာရိုက်တာတွေပါဝင်တယ်လို့ဒါရိုက်တာခက်စီသူကပြောကြားခဲ့ပါတယ်။ခက်စီသူဒါရိုက်တာလုပ်နေတာကတော့ဟိုရင်စွပြည့်တစင်မင်းသမီးစလုံးစင်ကာလာကလေးကပါ သူကတော့ဒါရိုက်တာလုံးလိုက်မင်းသားလုံးလိုက်နေမို့ခက်စီသူဒါရိုက်တာလုံးတဲ့ကိစ္စကိုတချို့မသိတဲ့သူတွေလည်းရှိကြပါတယ်ခက်စီသူကလွန်ခဲ့တဲ့နှစ်ငယ်ရွယ်စဉ်အချိန်တွေတုန်းကမာကြီးစုကိုပူကြီးပန်းကြီးပေးပြီးတော့ရှိစားစကားပြောခဲ့ပူပါတယ်ဒါပေမဲ့မာကြီးစုကတော့လုံးဝလက်မခံခဲ့ပါဘူးခက်စီသူကအဲ့ဟာကိုညှို့ထားပြီးတော့အခုနောက်ပိုင်းမှာဆိုရင်ဒါရိုက်တာလိုင်းဘက်ကိုကူပြောင်းခဲ့ပါတယ်။ရွေချက်ကတော့မာကြီးစုကိုခက်ပြီဆိုးရွားပြီဆိုတဲ့ကာရိုက်တာတွေနဲ့တည်ယုံဆောင်ခိုင်းမှုပါ အခုလဲမောင်းမြတာလီဆန်လဲတွဲမှာ မာကြီးစုကိုစာမတက်ပေမတက်ရုပ်စုစုအသက်ကြီးကြီးအိမ်ပေါ်အားမာကြီးဖြစ်တည်ရောက်ဆောင်ခိုင်းခဲ့ပါတယ်။ဒါရိုက်တာခက်စီသူကမောင်းမြတာလီဆန်လဲတွဲရိုက်ကူဖို့အတွက်ဝတ္ထုဆောင်ကိုအမေရဲ့ခန်းထဲကနေတွေ့သွားခင်တာဖြစ်ပြီးတော့ဖတ်ကြည့်လိုက်ရကနေတစိမ့်စိတ်ဝင်စားမှုများသွားလို့ forever နဲ့ပူပေါင်းပြီးဆန်လဲတွဲလေးဖြစ်ဖန်တီးလိုက်တာပါလို့ပြောပြလာခဲ့ပါတယ်။အိမ်ပေါ်အားမကြီးနေရာမှာစွန့်မြက်သူစားမဟုတ်ဘဲနဲ့တခြားမင်းသမီးတွေကိုလည်းထည့်သွင်းလို့ရပါမယ်။ ူကတော့စိုးမြတ်သူစာကိုပဲဦးတီကမှတ်တိုင်ထားပြီးတော့စာမတက်ပေမတန်အိမ်ပေါ်အားမကြီးအဖြစ်တမင်တသက်ကိုတည်ယူဆောင်မှုကန့်လန့်ခဲ့တာပါစုမေသူစာကတော့ခက်စီသူရဲ့ကလေးစားနဲ့ရညူးတွေကိုမတီးပဲနဲ့ထူးထူးဆန်းဆန်းကာရိုက်တာလေးဖြစ်နေရကြောင်းဒါကိုလက်ခံမှုသဘောတူပြီးတော့အခုဆိုရင်ဇလန်းတွဲလေးကထွက်ရှိနေပါပြီ ရိတ်သက်ကြီးတို့လည်းခက်စီသူကဆွမျက်သူစားကိုဘလူရီညွတ်တွတ်ပြီးတော့အညိုးနဲ့ကလစားချေထားတယ်ဆိုတာသိချင်းရဲ့နော်။မောင်မြတာလီဇလန်တွဲလေးကိုပဲစောင့်ကြည့်လိုက်ကြဖို့အကြံပေးချင်ပါတယ်နော်။အကယ်ဒမီနဲ့လုံးဝမထိုက်တန်သေးပဲအကယ်ဒမီရာသွားကြတဲ့မြမရုပ်ရှင်မင်းသား၅ဦးမင်္ဂလာပါပရိသတ်များရှင်အကယ်ဒမီထူးချွန်စုစွာမျိုးကလွယ်လွယ်ကူကူနဲ့ဘယ်သူမှရလိမ့်မရှိပါဘူး ချွေထွက်သွေးထွက်ခံပြီးတော့အပီပြင်းအိုက်တင်ထိန်မူသွင်းကတရားရကိုင်းလုံးစိတ်ငစ်ပြီးတည်ယုံဆောင်နိုင်ကမှနှစ်တွေကြိုင်အကယ်ဒမီရနေဆိုတာမျိုးပဲရှိတာပါဒါပေမဲ့အခုပြောပြပေးမယ့်မင်းသား၅ယောက်ကတော့အကယ်ဒမီနဲ့လုံးဝကိုမထိုက်တန်သေးပင်အကယ်ဒမီရသွားသူတွေပါဒါနဲ့ပတ်သက်လို့ပြည်သက်တွေကလည်းလုံးဝကိုမကျေနပ်ခဲ့ကြပါဘူးပထမဦးဆုံးတစ်ယောက်ကတော့ထွန်းထွန်းမှာ ထွန်းထွန်းကတော့ပြည်သက်သူသိကြတဲ့အတိုင်းပဲတန်ချောင်းရုပ်ရှင်စကားကြီးမှာအော်ဒီဆင်ဖြစ်နေတဲ့ကောင်လေးတယောက်ဖြစ်ပါဝင်တည်ယူဆောင်ခဲ့ပါတယ်။အဲဒီမှာဆိုရင်သူ့ရဲ့အော်ဒီဆင်စတိုင်းနေထိုင်တဲ့ပုံစံနဲ့အပြုမူတွေကအသက်ဝင်လွန်းနေဆိုပြီးတော့အကယ်ဒမီစုကြီးကိုရရှိသွားတာပါ။တကယ်တမ်းကျတော့နိုင်ငံတကာကစကားတွေနဲ့သာရှင်းကြည့်လိုက်မယ်ဆိုရင်သူပါဝင်တည်ယူဆောင်ထားတဲ့ character ကထင်သလောက်ပြည့်ပြည့်မှုမရှိသေးပါဘူး။ ဒါပေမဲ့လည်းအဲ့ဒီအချိန်တုန်းကပွဲချောင်နေတဲ့အတွက်ကြောင့်မို့လို့ထွန်းထွန်းကတော့ကယ်ဒမီစုရှင်ကြီးဖြစ်သွားခဲ့ရတာပါ။ဒါနဲ့ပတ်သက်လို့လည်းတခြားနုပညာမောင်နှမတွေကအရေးချင်းမရှိဘဲနဲ့ထွန်းထွန်းကယ်ဒမီရသွားတယ်ဆိုတော့ကိုတီတိုပြောဆိုခြင်းနဲ့ပွဲတွေလည်းဖြစ်ခဲ့ကြပါတယ်။ဒုတိယတစ်ယောက်ကတော့ပါဆိုင်မှာ ဆန်းဆန်းခက်လိုက်ကတော့ပတောက်ကတဲ့ဂီတရုပ်ရှင်စကားမှာပိုးမမီတာနဲ့အတူတူလိုက်ဖက်တဲ့သင်းရုပ်ဆောင်ချက်တွေကိုဖော်ထုတ်ပြသနိုင်ခဲ့လို့ဆိုပြီးတော့အကောင်ဆုံးမျိုးသားဆက်ဆောင်စုကြည်ကိုရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လေတကယ်တကယ်စဉ်းစားကြည့်လိုက်မယ်ဆိုရင်အဲဒီစက်ကောင်ထဲမှာသူ့ရဲ့တည်ယုံဆောင်ချက်တွေကအကယ်ဒမီပေးရလောက်တဲ့အထိချင်းပြင်းထန်စွာကောင်းမွန်မနေခဲ့ပါဘူး။နောက်ထပ်တစ်ယောက်ကတော့နေဝင်းမဲဖြစ်ပါတယ်။ နေဝင်းကတော့စကားလေးနှကားရိုက်ပြီးတော့ကြော်ဟင်းပုံစံကိုအတူယူကအကယ်ဒမီစုကိုဖျက်ခုတ်သွားခဲ့တာကြောင့်မို့လို့တော်တော်များများကတော့ချိန်နဲ့မနေကြပါဘူးရည်ရွယ်မှုရုပ်ရှင်စကားတွေမှာအလုံးအနိုင်ခံရလို့စိတ်ချမ်းကိုချမ်းဖြစ်နေတဲ့လူချမ်းကြီးဖြစ်ပေမယ့်အချစ်စစ်တွက်ကတော့အရာရာကိုပေးဆိုင်ရဲကြောင့်နုညံ့တဲ့ချစ်ချင်းမြတ်တာကိုဖော်ပြနိုင်လို့ဆိုပြီးတော့အကယ်ဒမီရောက်သွားခဲ့တဲ့ပုံအလုံးကလည်းဘလို့မှမထိုက်တန်ဘူးလို့ပြောတဲ့အပြင်ကြော်ဟင်းကလုံးကြီးလိုလည်းပလင်းခဲ့ကြပါသေးတယ် ရိတ်သက်ကြီးတို့ရောသူတို့တွေကပေတယောက်ကအကယ်ဒမီနဲ့မထိုက်တန်ဆုံးလို့ထင်ကြပါသလဲရှင်။